်မင်္ဂလာပါရှင် ကျမတော့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ် American က DKBA ခေါင်းဆောင်တယောက်ကိုတန်းခတ်ပိတ်ဆို့ထားပါတယ်ဒါနဲ့ပတ်သက်လို့ DKBA စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်ကတော့နိုင်ငံရဲ့ခြားမှာဘာပိုင်ဆိုင်မှုမှမရှိတဲ့အပြင် FBI အထူးတပ်ဖွဲ့ဖွဲ့စည်းတာအပေါ်စိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်အောင်ခန့်သတင်းပေးပို့ထားတာပါရှင် ကင်းတိုင်းနယ်နဲ့နိုင်ငံတက်ဖွဲ့ဖြစ်တဲ့ဒီမိုဒီစီကျိုးပြူကင်းတက်မလို့ဒီကီဗီတက်ဖွဲ့ရဲ့ခေါင်းဆောင်၄ယောက်နဲ့ထိုင်းနိုင်ငံသားတယောက်ကိုတန်ခတ်ရေးယူလိုက်တယ်လို့ငွေမော်လာ၁၂ရင်းနေကအမေရိကန်ကထုတ်ပြန်ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိန်ငင်းနေတဲ့တယောက်ရာဇဝတ်ဂိုင်းနေနဲ့ဆက်ဆက်ပြီးအွန်လိုင်းလိန်လည်မှုကြားပြစင်နာတွေတီထောင်နိုင်မှုပူပေါင်းဆောင်ရွက်ခဲ့တာကြောင့်စီဦးစီချုပ်ဗိုလ်ချုပ်ကြီးစောစတီစီဦးစီရာရှိချုပ်ဗိုလ်ချုပ်ဆောဆန်းအောင်ဗိုလ်မှူးချုပ်ဆိုင်းကျော်လာနဲ့စီရေးချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းတို့ကို အရေးယူခဲ့ပါတယ်။ဟောသူတို့တန်ခပ်ပိတ်ဆိုတာလေဟိုပိတ်ဆိုတော့သူတို့ပိတ်သိပိတ်ထဲလို့ပိတ်တယ်ကျွန်တော်တို့လည်းဟိုနိုင်ငံခြားမှာလည်းဘာမှပိုင်ဆိုင်မှုမရှိဘူးဟောနော်နိုင်ငံရဲ့ခြားမှာပိုင်ဆိုင်မှုရှိဘူးသူတို့ဘာကြောင့်ပိတ်လဲမသိပိတ်တယ်လို့လည်းတချို့ကမပတ်သက်တဲ့လူလည်းပိတ်ပတ်သက်တယ်လို့သူပိတ်အနေထားလို့တွေ့ရတာကြည့်ရနော်။ဒါဘာမှပြောမှမရှိဘူး။ကြပြံဝင်လီလုပ်ငန်းတွေကိုတောင်းရင်မီကဲတဲ့လျှောက်ကရွှေကုတ်ကို မထော်တလေအင်ဂျင်မြိုင်ဧကတရာရွှေပြောင်းမြိုင်ကြောက်ခတ်အေဆိုင်ဝမ်ခါစတဲ့မြင်းနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလောက်ကင်နေပါတယ်။အွန်လိုင်းကြမ်းပြန်လုပ်ငန်းတွေအတွက် DKV တပ်ဖွဲ့ဝင်တွေကလုံခြုံရေးအဆောက်အအုံပေးထားပြီးကြမ်းပြန်လုပ်ငန်းတွေအတွက်လူကုန်ကူးတာလူကုန်မှုခံရမှုတွေပေါ်အကြမ်းဖက်နှိပ်စက်တာတွေကို DKV ကကျူးလွန်နေတယ်လို့အမေရိကန်ကထုတ်ပြန်ခဲ့ပါတယ်။ than the night you know တူတူတူဝင်တာမရှိပါဘူးဒီနေဇက်တောင်းရင်တဆိုင်မှာတော့ငါလောက်တာကိုင်လာရှိတော့ကျွန်တော်နေနဲ့ကျွန်တော်လောက်တာမဟုတ်ဟိုးရင်ကကျွန်တော်အောက်ခြေအတက်မှုတွေလောက်တာကိုင်လာပြန်ပို့တဲ့နေရာမှာကျွန်တော် interview ပေးတယ်ကျွန်တော်ပြောပြတယ်ကျွန်တော်ဆောက်ဆောက်ပြတာကျွန်တော်သမီးတွေ့တာပဲရှိတော့အခုလဲဟိုသူ့နိုင်ငံလားအဲ့ဒီသူလည်းပြန်ခေါ်လိုက်လဲကြိုလိုက်ရလားကျွန်တော်လဲဟိုဒီမှာဟိုကြာလေဘုန်းတော်ဘုန်းဖြစ်နေတယ်တကယ်တမ်းကျတော့ဒီလူတွေကျွန်တော်တို့ဖမ်းရတာလည်းတရားမရှိဘူးဖိတ်ခေါ်တာလည်းတရားမရှိဘူး သူတို့နင်းနေသူတို့လာပြီးတော့ဟိုပြန့်ကျဲသွားပဲရှိတော့ကျွန်တော်မြင်တွေ့ရတာနော်တကယ်တကယ်ကျတော့ဟိုတောင်းတောင်းခနဲ့လခေါ်လဲဟိုကျွန်တော်တို့လည်းဟိုဘယ်လိုပြောမလဲအပြောဆိုတော့မသက်သာလဲအခုကဟိုဘာမဟုတ်ဘူးနဲ့ဟုတ်တယ်လူကမိုးတယ်လူကအကုန်လုံးပြောဆိုခံနေရတယ်ဆိုတော့မောတယ်မောတယ်နော် online ကြပြန်ဝင်လုပ်ငန်းကို Philippines, Vietnam, Pakistan, Malaysia, Korea, Argentina, Thailand, မြန်မာစတဲ့ထောင်ထဲချီတဲ့နိုင်ငံသားတွေကဝင်ရောက်လုပ်ကိုင်နေတာပါမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားပြန်လုပ်ခေါ်တဲ့ online လေလံမှုစင်တာတွေကိုနှိမ့်နှင်းမှုအမေရိကန်တရားရေးဌာနက FBI နဲ့ပူးပေါင်းပြီးအထူးတပ်ဖွဲ့တစ်ခုလည်းဖွဲ့စည်းလိုက်ပါတယ်။ဟောတို့တို့နိုင်ငံသူနိုင်ငံသားဟိုလေ ठी ကဲနေလားတို့တို့ဖွဲ့စည်းတာတို့နိုင်ငံသူနိုင်ငံသားကောက်ွက်တာကောင်းပါတယ်။ကျွန်တော်တို့တွေ့လဲဟိုစိုးရင်စားသူတွေမရှိပါဘူးဟော။ ေအခုကသူ့နိုင်ငံသားထိခိုက်နေတာလို့ဆိုတော့လူပြောမလဲသူကကွယ်ရမှာပေါ့လေနော်ဒီမှာရောက်ရှိတဲ့လူတွေကျွန်တော်တရားမှဖဏလည်းမရှိဘူးဖိတ်ခေါ်တာလည်းမရှိဘူးကျွန်တော်ပတ်စပို့နဲ့ထုတ်ပြီးပြီးတော့ကျွန်တော်စီလာတာလည်းမရှိဘူးလေနော်ဟုတ်ကဲ့သူ့နိုင်ငံနဲ့သူ့ပတ်စပို့နဲ့သူ့လာပြီးတော့အဲကျွန်တော်တို့တိုင်းပြည်ကိုရောက်လာတာဟဲ့သူတို့ပတ်စပို့ထုတ်ပြီးတဲ့အချိန်မှာမေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော့ဟိုစကားမပြောဘူးဗျာနော်လိုက်ပြီးတော့အထူးဖွဲ့နေပါလေဖွဲ့စားလည်းမလိုဘူးလေတိုင်းနိုင်ငံနဲ့တိုင်းနိုင်ငံတလောက်ချားတာဟုတ် ဘယ်လိုပြောမလဲသူဖွက်လဲဟိုခေါင်းစင်မဲ့ရှိတယ်ရရမဟိုအပြည့်ဝသူနေနေလို့ရချင်မှရမယ်လေဒါပေမဲ့ဒီဥစ္စာကအဟမ်းဒါကျွန်တော်လည်းဟိုအကုန်လုံးမောင်းထုတ်မှာပါတချို့ကလည်းမောင်းထုတ်တတိဆန်လို့မောင်းထုတ်လဲသူတို့ကလည်းဟိုလက်မခံဘူးမပြန်ဘူးသူတို့ဒုက္ခရောက်မယ်အမျိုးမျိုးဟိုနေတာရှိတယ်ဆုံးတာပဲကဒါတွေကြတာနော်ဝင်ဝဆိုင်မိကထိုင်းဝန်ကြီးချုပ်အနုဒီချန်ဝင်ရင်ကွန်းဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီးကြားပြန်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောကြားခဲ့ပါတယ် ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်မှာအွန်လိုင်းလုံခြုံရေးမှူးနဲ့အကျဉ်းချခံရတဲ့ရွှေကုတ်ကုံမြို့တည်တည်ထောင်သူအဓိကခေါင်းဆောင်ကြားပြန်ခေါင်းဆောင်ရွှေချင်းချန်းကိုထိုင်းအနာပိုင်းကြီးကငွေမောဆက်နေနေကတရုတ်အနာပိုင်းကြီးလက်ထဲလွှဲပြောင်းပေးလိုက်ပါတယ်ကျွန်တော်အောင်ခံပါ အမေရိကန်အစိုးရကကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီအထူးအဖွဲ့အနေနဲ့ဘာတွေလှုပ်ဆောင်နိုင်မှာလဲ။အမေရိကန်အခြေစိုက်မြမအရေးဆောင်ရွက်သူတွေကိုတူတာချမ်းသာကမေးမြန်းတင်ဆက်ထားပါတယ်ရှင်။ crypto investment for American Soya က online ငွေလိမ်လုပ်ငန်းကြာဖြန့်တိုက်ဖြတ်ရေးသူပွဲ scam center strike full scope ဖွဲ့စည်းကြောင်း November 10ရက်နေ့ရက်စွဲနဲ့ကြီးညာကြထုတ်ပြန်ထားတာပါ။ အမေရိကန်ဆိုရရဲ့ကြားဖြန့်တိုက်ဖက်ရေးအထူးဖွဲ့ဟာမြန်မာထိုင်းနယ်စပ်ကကြားဖြန့်လုပ်ငန်းတွေကိုတိုက်ဖက်ရေးအတွက်ဦးတည်ဖွဲ့စည်းထားတာဖြစ်ပြီးထိုင်းနိုင်ငံဘာဝင်ရှေ့တောင်အာရှဒေသတွင်ဆိုရလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေပါတယ်။အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်၊အိန္ဒိယတို့ဘာဝင်အရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေရဲ့နောက်ကွယ်မှာဝှက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးလုပ်ငန်းအောင်မြင်မဲ့အတိုင်းအတာကိုတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ OFAC လို့ခေါ်တဲ့ Office of Foreign Assets Control ဒီအဖွဲ့ဟာဆိုလို့ရှိရင်သူတို့ကဒီကိုရီးယားဝါဖြစ်ကြတဲ့ 1950လောက်ထဲကဖွဲ့စည်းထားတာပေါ့နော်သူတို့မှာကနှစ်ပိုင်းရှိရဲ့ရှင်စောင့်ကြည့်တယ်လို့ဒါကိုထိရောက်အောင်လို့တကယ်အရင်းယူဆောင်ရွက်မှုတွေကိုလည်းလုပ်အထူးသဖြင့်စီးပွားရေးနဲ့ပတ်သက်လာတာတွေ trade sanction တွေနဲ့ပတ်သက်လာတာတွေအခုဆော့ချက်သူတို့ဆိုလို့ရှိရင်သူတို့ sanction list တွေထဲမှာပါတယ်ပေါ့နော်နောက်တစ်ခါ YoYo criminal investigation နဲ့ဒီ intelligence work တွေနဲ့ကနည်းနည်းကွဲပြားပါတယ်သူတို့တွေကအခု FBI federal level တွေပါပါဝင်လာပြီဆိုတာဟာ ါသူတို့ဟာ data ကိုရယုံတယ်မဟုတ်တော့ဘူးရထားပြီးသားအချက်လက်တွေကိုတန့်စင်ပြီးသွားပြီဒီဟာတွေကတကယ်ဟုတ်သလားမဟုတ်သလား analyze တွေလုပ်ပြီးပြီးသူတို့အနေနဲ့တေးကြပြီးဆိုတဲ့အထွက်ကြောင့်မို့လို့ tax force တောင်မဟုတ်ဘူးပေါ့နော် strike force ဆိုတာချိန်မရွေးသူတို့ဝင်ရောက်ပြီးတော့ဖမ်းမယ်ဆိုတဲ့အဲ့လိုလုပ်နိုင်တဲ့အနေအထားကို time မှာရှိနေတဲ့ war room tax force ဆိုတာရှိတယ်ပူပေါင်းပြီးတော့မှဒီကိစ္စတွေကိုထိထိရောက်ရောက်တင်းတင်းကြပ် ချက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင် Scam Center Strike Force အမေရိကန်ဆိုရဥဆောင်တဲ့ဌာနပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်လုပ်ငန်းစဉ်မှာအမေရိကန်တရားရေးဝန်ကြီးဌာန DOJ ပြည်တော်စုစုံစမ်းစစ်ဆေးရေးဘူရို FBI အမေရိကန်လျှို့ဝှက်စုံစမ်းရေးဌာန USSS တို့အဓိကပါဝင်ဥဆောင်နေတာတွေ့ရပါတယ် ဒီဖွဲ့ဟာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကလိန်လယ်မှုကွန်ရက်တွေကိုဖြိုခွင်းမှုရာသွေးမှုစုံစမ်းစစ်ဆေးတာတန်ခတ်ပေးဆိုတာနဲ့ပိုင်ဆိုင်မှုတင်းဆဲတာအပါအဝင်ဖြစ်နိုင်တဲ့နိလန်အလုံးကိုအသုံးပြုဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် ထိုင်းနိုင်ငံပါဝင်မဟာမိတ်နိုင်ငံတွေကရဲတပ်ဖွဲ့တွေနဲ့တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ FBI အေဂျင့်တွေကိုဆီလွတ်တာအပါအဝင်နိုင်ငံတကာအစိုးရချင်းပူးပေါင်းဆောင်ရွက်တာတွေလည်းရှိလာမှာဖြစ်ပါတယ် FBI ကိုကျွန်တော်တို့ tip လုပ်လို့ရတယ်ဒီကလူတွေရတယ် tip line နဲ့မှာကြားဖြန့်ရတဲ့ပတ်စံတွေကိုအမေဘူးဖြစ်အောင်လုပ်တဲ့လူတို့အဲဒီဟာပတ်စံတွေရဲ့အကျိုးစီးပွားနဲ့ဒီမှာအိမ်ွယ်တွေပါလုပ်တယ်ညာလုပ်တယ်เนาะဆိုရင်ဒီမှာတိုင်လို့ရတယ်ဗျာသတင်းရှိသမျှအကုန်လုံးတိုင်လို့ရတယ်ဆိုတော့ဒီကလူတွေကတော့သတင်းရတယ်ဆိုလို့ရှိရင်တတ်နိုင်သလောက် FBI ရိုက်ပို့တင်တာပေါ့နော်ကြားဖြတ်နဲ့စစ်တပ်နဲ့အဆက်အသွယ်ရှိတာစစ်တပ်ကနေပြီးတော့ကြားဖြတ်အတွက်လုတ်ပေးနေတဲ့သူတို့ဒလန်နေပါရေးရှိတယ်ဆိုရင်သတင်းပေးလို့ရတယ်အမေရိကန်အစိုးရကြားဖြတ်တိုက်ဖြတ်ရေးအထူးဖွဲ့ရဲ့လက်တလုံးပြမှတ်ကတော့ရာဇဝတ်ကွန်ရက်တွေရဲ့ငွေကြေးစည်းစိမ်ရလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ဖြစ်ပါတယ်။အထူးဖွဲ့ဟာအချိန်ကိုတွင်းမှာဒေါ်လာတန်400ကျော်တန်ဖိုးရှိတဲ့ cryptocurrency တွေကိုတင်ဆက်နိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ဟာဒေါ်လာရင်းအရာစုတွေအတွက်ရေးပါတဲ့ဒေတာဖြစ်ပြီး အမေရိကန်ဆိုရရဲ့ကြာဖြတ်နေတဲ့ခြေလန်းဟာတော်လိုင်းအရာစုတွေအတွက်ကောင်းမွန်တဲ့တက်ရောက်မှုအပြင် တတိထားတဲ့အချက်တချို့ရှိလာနိုင်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ KK ဘက်ကဆောင်ပြီးပုံကျဲပြတော့ပါတော့ဆိုတော့မျိုးတွေလုံနေတာတွေ့နေရတယ်။သူတို့ဟန်ပြမှသိတာတယ်ဆိုတော့ဒီသတင်းတွေကစစ်ကောင်စီကဂျိုပီရနိုင်လို့ US ကိုချင်းကတ်ချင်လို့လုံနေတာကြီးလည်းဖြစ်နိုင်တယ်ဗော။ KNU ကတော့ကုလသမားလည်းဖြစ်နေဆိုတဲ့အနေထားကြောင့်ပိုအရေးကြီးအောင်နော်သူတို့အနေနဲ့အခွင့်အရေးကိုမိမိရစုခံဖို့တရေးကြီးပါတယ်။ US ကိုကူအောင်ဆောင်ဖို့ပေးဖို့တဲ့ offer တွေလုပ်အောင်စနစ်ကြရတယ်။ချင်းကတ်မှုတွေလုပ်အောင်။ US နဲ့ပေါင်းရင်းတော့ဒီလိုနေနေနေမှာကူအောင်ပေါင်းရင်ဆောင်ရမယ်ဆိုတဲ့ incentive တွေ United States ကိုအချင်းကပ်ပြီးပြောသင်တယ်ဗျာနော်ရအောင်လုပ်သင်တယ်သူတကယ်လည်းပူပေါင်းဆောင်ရတယ်တဲ့စစ်ကော်မရှင်ကလည်းသူတို့ကလည်းဒါကိုသိလို့ US ကိုချင်းကပ်ဖို့လည်းစူးစမ်းနေကြတယ်လို့ကျွန်တော်လည်းမြင်တယ်တိတ်ရေးကြည့်တယ်ဗျာနော် opportunity တခုလည်းမဟုတ်ဘူးကျွန်တော်ပြင်ပလန်နဲ့3ထားမယ်ဆိုတော့အနေနဲ့တခုလည်းရှိနေတယ်ဆိုတော့ကျွန်တော်ထောက်ပြချင်တယ်ကြားဖြတ်ငွေလိမ်လုပ်ငန်းမျိုးကိုတောင်ရင်မြေကန်တလျှောက်ကရွှေကုတ်ကိုမဲထော်တလေးအင်းင်းမြိုင်ဧကတထောင်ရွှေဘရောင်းမြိုင်ကြောက်ခတ် AA site ဝန်ခအစားတဲ့မြေနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလုပ်ကင်နေတာပါ နိုဝင်ဘာ10ရက်နေ့ကထိုင်းဝန်ကြီးချုပ်အနုချင်းချန်းဝီရကွန်ဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီးကြားဖြန့်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောဆိုခဲ့ပါတယ်။ မေရိကန်ဆိုရကကြားဖြတ်နေတဲ့အထူးသက်ဖွဲ့ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးဒေသတွင်ကြားဖြတ်လုပ်ငန်းတွေမှာကျော်သောသတင်းထွက်နေတဲ့ GKB ဗိုလ်ချုပ်စောစန်းအောင်ကတော့စိုးရိမ်မှုမရှိကြောင်းတုံ့ပြန်ပြောဆိုထားပါတယ်။ရွှေကုတ်ကမြို့သစ်စီမံကိန်းကိုနေကြသောတန်နဲ့ပူပေါင်းတည်ထောင်ခဲ့တဲ့ကြားဖြတ်ဂိုင်းကောင်းဆောင်ရှီကြည်ချန်းကိုနိုဝင်ဘာ၁၂ရက်နေ့မှာထိုင်းဆိုရကတရုတ်ဆိုရစီကိုလက်ပြောင်းပေးအပ်ခဲ့ပါတယ်။အမေရိကန်ဆိုရကကြားဖြတ်နေနေအထူးသက်ဖွဲ့ဖွဲ့စည်းကြောင်းကျင်ညာတဲ့ရက်စွဲနဲ့တပြိုင်တည်းမှာ၂၀၂၂ခုနှစ်တုန်းကဖမ်းဆီးခဲ့တဲ့ကြားဖြတ်ကောင်းဆောင်ရှီကြည်ချန်းကိုထိုင်းဆိုရကတရုတ်ဆိုရစီ ကိုလက်ပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်သူတချမ်းသာပါ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။